အားလုံးပဲ မင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခံစားနာစင်ပေးကြပါအောင်ခင်ဗျာပူချိန်ပြင်းတဲ့နေ့လယ်ခင်းကြီးမှာပဲစာရေးသူဟာဆရာပွင့်ရဲ့ဗေဒင်ဟောကန်းကို ရောက်သွားခဲ့တယ်ဆရာပွင့်ရဲ့ဟောကန်းကလှိုင်မျိုးနဲ့တရားရုံအနီးကြိုက်တာဒီကမ်းပွင့်စူတောင်းပြေဇေဒီမဟုအခြေမှာပါ ဆရာပွင့်ဟာဘေးဒင်ဟောယုံတွေမကဘူးပယောကအတိုက်အခိုက်တွေပါနိုင်နိုင်နင်းနင်းဖဲချပေးနေတဲ့ဆရာ သူ့စီမှာအံ့ဩစရာကုံချမ်းတွေချိတယ်ဆိုတဲ့မိတ်ဆွေတယောက်ရဲ့လမ်းညွန်ချက်ကြောင့်စာရေးသူ ရောက်သွားရတာပါဟောကန်းရောက်တော့ဆရာပွင့်မရှိဘူးအဲ့တဲ့တွေနဲ့ထမင်းသွားစားကြတယ်တဲ့15မိနစ်လောက်ထိုင်ဆောင်ပြီးမှဆရာပွင့်နဲ့အဖွဲရောက်လာကြတယ်စာရေးသူရေးတဲ့စာအုပ်အချို့လက်ဆောင်ပေးပြီးမိတ်ဆက်လိုက်တယ် ဆရာပွဲကလည်းသူ့ရဲ့တရီနဲ့ပြန်ပြီးမိတ်ဆက်ပေးတယ်။သူတို့အားလုံးမတူးတဲ့အယက်ဒေတာအသီးသီးကရောက်လာတဲ့လူတွေကမာရွက်တာဂေတတောင်းကလာစတဲ့မြို့နယ်တွေကလာပြီးတိုက်တိုက်ဆိုင်ဆိုင်ဆရာပွင့်ဟောကတ်မှာစုံမိကြတာသူတို့အားလုံးမှာတူးညီးတဲ့အချက်တချက်တော့ရှိလေရဲ့အဲ့ဒါကတော့သူတို့အားလုံးချွေရင်ကျော်ဆရာတွေဆိုတဲ့အချက်ပါပဲစာရေးသူနဲ့သူတို့ဟာ ထူးဆန်းအောင်ပွေရအဖြစ်ဖြစ်တဲ့အကြောင်းစကားအစမီပြောပြကြပါတယ်အဲ့ဒီအချိန်မှာဧည့်သည်တယောက်ထက်ရောက်လာပြီးစာရေးသူတို့ရဲ့စကားဝိုင်းနဲ့ဝင်လာပြန်ပါတယ်သူကအေယာဝတီတိုင်းဒေသကြီးဒနုမြို့မြို့နယ်ကျုံတနီတိုင်းနယ်မြို့ကလေးမှာနေထိုင်တဲ့ဆရာဦးဇော်လွင်ပါဦးဇော်လွင်ကသူပထမဆုံးကုသကွင်ရခဲ့တဲ့လူနာမဆိုးဆိုးသူအကြောင်းကိုပြောပြပါတယ်မွေးစိုးကြီးအကြိုက်ခံရပြီး ငါရဲ့တိုင်တိုင်သတိလက်မေမျောသွားတဲ့မဆိုးဆိုးသူကိုသေပြီးလိုပဲအလုံးကတတ်မှတ်ခဲကြပါတယ်။ငါရဲ့မြောက်တဲ့နေ့မှာတုတ်တန်ကိုပို့ပြီးမိသကြိုတော့မဲ့ဆဲစေ။ဆရာဥဇော်လွင်ဟာထင်းမှတ်မထားတဲ့အချိန်လေးမှာအဲ့ဒီတုတ်တန်ကိုရောက်သွားတယ်။နောက်ဆုံးမှာတော့မိသကြိုတော့မဲ့မဆိုးဆိုးသူရဲ့အသက်ကိုကဲတင်နှိုင်းခဲ့တယ်။စိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ချက်ကမမြင်ရတဲ့ပုံကူထူးတွေက မဆိုးဆိုးသူရှိနေတဲ့တုတ်တန်ထိရောက်အောင်အတင်းဆေးလို့လိုက်ထားပါဆိုတဲ့ဆရာဥဇော်လွင်ရဲ့ပြောစကားပါအဲ့ဒီနေ့ကဆရာဥဇော်လွင်သွားတာကပန်းတတော်မြို့ကိုဖြစ်ပေမဲ့သူတကယ်ရောက်သွားတာကတော့အဲ့ဒီနေ့ကအကြောင်းပြချက်မဲမဲရရမရှိပဲကျွန်တော်အိမ်ကထွက်လာခဲ့တယ်အိမ်မှာကွန်းချံစိုက်ထားတယ်ရန်ကုန်မှာကွန်းဘယ်စီပေါက်နေလဲဆိုတာသိချင်တဲ့အကြောင်းပြချက်လေးတော့ရှိတာပေါ့ ဒါပေမဲ့အရေးမကြီးဘူးမတွားလဲရတဲ့ကိစ္စသို့တော့မမြင်ရတဲ့ပုံကိုယ်သူဆရာသခင်တွေဟာအဲ့ဒီအချိန်ကလေးကကျွန်တော်စိတ်ကိုချုပ်ကင်ထိမ့်သိမ့်နေပုံပါပဲကွန်းစေးကို အရန်သိချင်တဲ့သွားမကူဖြစ်မယ်ဆိုတဲ့အတွေးဆန္ဒအာတိတကကျွန်တော်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတယ်အဲ့ဒီအချိန်ဟာမဆိုးဆိုးသူကိုတကြို့ဖို့အိမ်ကနေတုတ်တန်ကိုစထွက်လာတဲ့အချိန်လောက်ပေါ့ အဲ့ဒီတော့ကကျွန်တော်ပန်းတတော်မြို့နယ်အောက်စုကျေးရွာမှာ နေပါတယ်အိမ်ကနေစပိန်စီးပြီးပန်းတတော်ကိုထွက်လာခဲ့တယ်ဒါလမ်းမကြီးအတိုင်းနင်းလာရင်ပန်းတတော်နဲ့ခྱི་တဝက်ရေးလက်တောင်စုရွာတုတ်တန်နေကိုရောက်လာတယ်အဲ့ဒီအချိန်မှာပဲမမျော်လင့်တဲ့ဖြစ်ဖြစ်တွေစားပြီးဖြစ်တော်တာပါပဲဒါလမ်းမကြီးပေါ်မှာဖြောင်ဖြောင်တန်တန် သွားနေတဲ့ကျွန်တော်စပိန်ကိုမမြင်ရတဲ့ထဇုံတစ်ယောက်က စွဲလှဲလိုက်သလိုလဲသွားတယ်။အဲ့ဒီနောက်အမြင့်9ပေ6ပေလောက်ရှိတယ်။ဒါလမ်းမှာဘောကနေစင်းချေချောအတိုင်းစပိန်ပြေးစင်းသွားတယ်။ထူးဆန့်လိုက်တာနော်။ကျွန်တော်စပိန်ကပရိတ်အုပ်လိုက်တာနဲ့ကျွေးကနေရက်ပဲ။အခုဒါလမ်းမှာပေါ်မှာစပိန်လဲသွားကြတဲ့ကပရိတ်ကိုအုပ်လိုက်တာ။ဒါပေမဲ့မရက်ဘူး။လုံးဝမရက်ဘူး။ဒါလမ်းနဲ့တုတ်တန်ချာမှာလဲခွက်တွေရှိတယ်။ နှစ်ပေသုံးပေမြင့်တဲ့လေကန်သိန်းရိုးတွေရှိတယ်။စပိန်ကလဲကြမသွားဘူး။လေကွင်းတွေကန်သိန်းရိုးတွေပါ။တစ်ခုပြေးတစ်ခုကြော့ဖြက်သူ့အလိုလိုသွားနေတယ်။ကျွန်တော်လည်းဘာမှမတတ်နိုင်ဘူး။စပိန်ပေါ်မှာထိုင်းပြီးစပိန်ခေါ်ရလိုက်သွားရတဲ့သဘောဖြစ်နေတယ်။စပိန်ကိုရအောင်ဘလို့မှမလုံနိုင်ခဲ့ဘူး။စပိန်ဘော်ကလည်းခုံမစိမ့်မိဘူး။တုတ်တန်တဲ့ကအတုပပို့တယ် လူကြီးအနေရောက်မှစပိန်ကသူ့အလိုလိုရသွားတယ်။လူတွေကလည်းတာလန်မာကြီးပေါ်ကနေစပိန်နဲ့အပြည့်စင်းလာတဲ့ကျွန်တော်ကိုအထုအဆန်ဝိုင်းကြည့်လို့ပေါ့။ဆရာစဉ်းစားကြည့်။စပိန်မတော်တဆဖြစ်တယ်။အတုပပို့တဲ့လူတွေအနေရောက်သွားတယ်။ပုံမှန်အနေထားဆိုရင်တောင်းမှန်ဆရာရှိတာတောင်းမှန်စပိန်ကိုပြန်လှည့်တာလန်မာပေါ်ပြန်တည့်ပြီးကျွန်တော်ပန်းတော်ဆက်သွားရမှာ။ဒါပေမဲ့အခုဖြစ်နေတာက မမြင်ရတဲ့ပုဂ္ဂိုလ်သူဆရာသခင်တွေရဲ့အရေးအရာကိစ္စဖြစ်နေတယ်။ဒါကြောင့်လည်းပုဂ္ဂိုလ်သူတွေညွှန်းပြတွန်းတင်သလိုကျွန်တော်ခန္ဓာကိုယ်ကပြောဆိုဆောင်ရွက်နေရခြင်းပါ။ဒါကြောင့်လည်းကျွန်တော်စပိန်ကို ပြန်မလဲမိဘူး။တာလန်းပေါ်ပြန်မတက်မိဘူး။ဘာယောဂာနဲ့ဆုံးတာလဲလို့အနိကာအတုပပုတ္တူကို ကျွန်တော်မေးလိုက်မိတယ်။မွေစို့ကြိုက်ထားဗျ။မဆိုးဆိုးသူတဲ့အသက်က၁၆နှစ်ပဲချီးသေးတယ်။ အလောင်းကိုငားရထားပြီးဒီနေ့မှမိတဲ့ကြိုတော့မလို့သူ့ဦးလေးရောက်မလာသေးလို့စောင့်နေတာတဲ့ကျွန်တော်လူအကြီးမျက်နာမူးနေတဲ့ခြေဆုံးကိုလှမ်းကြည့်လိုက်တယ်ဟုတ်တယ်ဗျကြီးမားတဲ့လောင်စာထင်းပုံကြီးပေါ်မှာအမျိုးသမီးငယ်ရဲ့အလောင်းကို အခောင်းထဲကထုတ်ပြီးတင်ထားတယ်မိတဲ့ကြိုဘူးအားလုံးကအစင်းသင်ဖြစ်နေပြီကျွန်တော်ထင်းနေအခြားသူတစ်စုံတစ်ယောက်သာဆိုရင်ဩဟုတ်လားဆိုပြီး ပြန်လှည့်သွားမှာပဲကျွန်တော်ကတော့ထင်းပုံမော့ကမိကလေးအလောင်းကိုကြည့်ရင်ကြက်သီးတွေတပြန့်ပြန့်ထလာတယ်။သေးနရာမဟုတ်ဘူး။မျိုးနရာဆိုတဲ့အတန်ကိုလေနားတွေကကြားနေရတယ်။ဒါကြောင့်လဲပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုကျွန်တော်လှုပ်လိုက်မိတယ်။အလောင်းနဲ့အနည်းဆုံးအထိတိုးဝင်သွားတယ်။အလောင်းပိုင်ရှင် မိဘတွေကိုချားတယ်။သေးတာတော့သေးပြီပေါ့ဗျာ။ဒါပေမဲ့အမှန်တကယ်သေးတာဟုတ်မဟုတ် ဆက်စေးကြည်ကျင်ပါတယ်စမ်းသက်ခွင့်ပြုပါလို့ခွင်တောင်းမိတယ်သူတို့ကလည်းသေပြိသားလူမို့လို့အမှန်တကယ်သေးတယ်ဆိုရင်လည်းကိစ္စမရှိဘူးမသေးသေးဘူးဆိုရင်ဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့စမ်းသက်ကြည့်ဖို့ခွင်ပေးတယ်ကျွန်တော်မဆိုးဆိုးသူရဲ့ဖခင်နဲ့ဦးကြီးကိုခေါ်ပြီးလောင်စာထင်းပုံပေါ်တက်လိုက်တယ်ထင်းပုံပေါ်ကဝကပ်ပေါ်မှာမဆိုးဆိုးသူရဲ့အလောင်းကိုတင်းထားတယ်အလောင်းနဲ့ချင်းပြီး မဆိုးဆိုးသူကိုကြိုက်တဲ့မွေးကြီးကိုလည်းတင်းထားတယ်။မွေးကမွေးပွဲကြီးပြလက်မောင်းလောက်ကိုတုတ်တယ်။မွေးကြီးကိုချိန်ကြည့်တာနှစ်ပိတ်သားမှာ15ချက်သားပဲရော့တယ်တဲ့။နဲတဲ့အကောင်းကြီးမှုတ်ဘူး။ထင်းပုံပေါ်ရောက်တော့အပုံနံကြီးကနန်းဟောင်းတယ်။ဒါပေမဲ့မွေးသေးကောင်းရဲ့အပုံနံပြလူသေးကောင်းအပုံနံမှုတ်ဘူး။ဒီတစ်ချက်ကျွန်တော်သတိပြုမိလိုက်တယ်။အလောင်းရဲ့ညာကြီးချေးမနဲ့ချေးညို့ကြမှာ မွေးကైခမ်းရတဲ့ဓာညာကိုတွေးရတယ်။မွေးကအကြီးတော်အစွဲရနှစ်ပေါက်ကလက်တလုံးခွဲလောက်တော့ဝေးတယ်ပြ။အသာဖြူတဲ့လူဆိုတော့အလောင်းရဲ့လဲပင်တဝိုက်နေဘဲညာလက်မောင်းလက်ဖြန်နေမှာကြက်ပြဝိုင်းလောက်ရှိတဲ့အစိတ်ကွက်တွေအများကြီးကိုတွေးရတယ်။မျက်ကွင်းတွေကလည်းမဲနေတယ်။ဓာတွေကမွေးစိတ်မှုန်နေတယ်ဆိုတဲ့လက္ခဏာတွေပေါ့ကျွန်တော်ကခွင်းတောင်းပြီးခလေးမလေးရဲ့သပင်လေးငါးပင်ကိုစူးပြီးစွဲနှုတ်ကြည့်လိုက်တယ်။ ပြုတ်ပြုတ်ဆိုပြီးသပင်းလေးကျွန်တော်လက်ထက်ပါလာတယ်။သပင်းလေးကိုကြည့်လိုက်တော့ကျွန်တော်ယင်းနေဒိန်းကနေခုံးသွားတယ်။ဆွဲနှုတ်လိုက်တဲ့သပင်းလေးမှာတပင်းမှအမျက်ပါမလားဘူးလေ။အဲ့ဒီအချက်က လူသေးမဟုတ်ဘူးဆိုတာပြနေတာပဲ။အသက်မရှိတဲ့လူသေးအလောင်းကိုသပင်းနှုတ်ကြည့်လိုက်။သပင်းနှုတ်ရင်အနည်းဆုံးတော့ချစ်ပင်လောက်မှအမျက်ပါလာရမယ်။အခုနှုတ်ကြည့်တော့တပင်းမှအမျက်မပါဘူး။ဒီတစ်ချက်ထဲနဲ့တင် မဆိုးဆိုးသူ မသေးသေးဘူးဆိုတာပြောနိုင်ပြီဒါပေမဲ့ပိုးပြေသေးကြအောင် နောက်တစ်နေ့စမ်းကြည့်လိုက်တယ်ဒုတိယကြိမ်ခွင်တောင်းပြီမဆိုးဆိုးသူရဲ့အင်ဂျီအောင်အနားစာကိုနည်းနည်းလှမ်းလိုက်တယ်ပေါ်လာတဲ့ဝမ်ပိုက်တာတဏျာတဲ့ကိုပဲဝါနီပြားလေးနဲ့တစ်ချက်ချင်းထောက်ကြည့်တယ်ဆက်လေးငါးချက်ထောက်မိတော့ဝါနီပြားထိတဲ့ဝမ်ပိုက်တာနေရာကသွေးရောင်နေရဲလာတယ်တကယ်လူသေးဆိုရင်သွေးစုံပြီးဖြူဖက်ဖြူရော်ဖျက်သွားရမှာ ခုတော့သွေးရောင်လွှမ်းပြီးနီးရဲလာတယ်။အဲ့ဒီအချိန်ကကျွန်တော်ခံစားလိုက်ရတဲ့ဝမ်းမြောက်ပီတိကိုဘယ်လိုစားပွက်ရမယ်မှန်းတောင် မသိဘူး။ကျွန်တော်တကောလုံးစိတ်သိမွေးညင်နေထအောင်ကိုဝမ်းသာခံစားလိုက်ရတယ်။ကျွန်တော်လက်မထောင်းပြီးပြောလိုက်တယ်။ဒီမိန်ကလေးမသေးသေးဘူး။ကျုပ်အတိတ်အကြပြောရတယ်။ကျွန်တော်လည်းဒီလိုပြောလိုက်ရောအတူပါလားပွက်တဲ့လူအလုံးအုပ်အော်တောင်းတင်းစူညံသွားတယ်။မိဘတွေစုမြို့သားချင်းတွေဆို ဝမ်းသာအဲ့လေမြေတွေရွှဲလို့ဟုတ်မှဟုတ်ရဲ့လားလို့ဇဝေသဝါဖြစ်သူတွေကလည်းဖြစ် မဖြစ်နိုင်ဘူးလို့မယုံသင်ကဖြစ်သူတွေကလည်းဖြစ်လို့တုတ်တန်တစ်ခုလုံးစကားတန်နေနဲ့ပေါ်လို့ရိုက်သွားတော့တာပဲပြုအဲ့ဒီအချိန်မှာ ကျွန်တော်ဘာဖြစ်နေတယ်လို့ဆရာထင်ပါတယ်ဒုက္ခရောက်နေတာဆရာကြီးကျွန်တော်ဒုက္ခရောက်နေတာမဆုစုသူမသေးသေးဘူးဆိုတာအဲ့ဒီအကြသိလိုက်ရပြီအားလုံးကိုလည်းလက်မထောင်းပြီးပြောလိုက်ပြီး ဒါပေမဲ့ခလိမာလေးကထင်းမုံထက်ကဝကပ်ပေါ်မှာတကယ်လူသေးကောင်အတိုင်းပဲဖြစ်နေသေးတယ်။ဘာစစ်လို့ရမှန်းမသိဘူး။ကျွန်တော်ဘာစစ်လို့ရမယ်ဆိုတာမသိတော့ဘူး။ဆရာသိအောင်ပြောရအောင်မေး။ကျွန်တော်ကတဆာနံပါတ်ရတိုင်းရင်ဆေးဆရာတယောက်ပါ။ပြီးတော့ချွေးကျော်မလေးအဆင့်သုံး။ကျွန်တော်တို့ချွေးကျော်ခိုင်းတော်မကဆေးတော်ပိုင်းဆိုပြီးတရဝါတွေကိုကဲတင်ပေးနိုင်မှပညာပြန်ပွားအောင်လုပ်နိုင်မှ အစင်းကိုဆရာကြီးအဖြစ်သတ်မှတ်ခံရတာ ကျွန်တော်ကအစင်းသုံးဆိုတော့ဆရာပေါ့စားဖို့ခလိမာလေးကမွေစိတ်မွန်းပြီးငါးရက်လုံးလုံးသတိလေမေးမျောနေခဲ့တာသေပြီထင်လို့တောင်မိသကြိုးတော့မယ်ဒီလိုအခြေအနေမှာကဘာကျော်အနောက်တိုင်းစစ်ပညာပါဒဝကြီးတွေအကုန်လုံးလာကူရင်တောင်ချက်ချင်းသတိပြန်ရလာဖို့ဆိုတာမဖြစ်နိုင်ဘူးဒီအတိုင်းပဲကျွန်တော်လည်းဘာစစ်လို့ရမှန်းမသိဘူးဒါကကျွန်တော်ရဲ့ပုံမှန်သိစိတ်သဘောတရား ဒါပေမဲ့ကျွန်တော်ကောင်းကောင်းသတိထားလိုက်မိတယ်။ဘာစစ်လို့ရမှန်းမသိဖြစ်နေတဲ့စိတ်ကတရင်ခပါပဲ။ကျွန်တော်အာယုံမှာထင်းသွားတာ။အဲ့ဒီတရင်ခရဲ့နောက်မှာတော့ကျွန်တော်ရဲ့ကိုးနှုတ်နှလုံးသုံးပါးလုံးကလှုပ်ရှားရှိတဲ့အလုံအားလုံးကိုသူ့အလိုလိုလှုပ်ဆောင်သွားခဲ့တယ်။ကျွန်တော်အံ့ဩလို့မဆုံးဘူး။အဘဆေးဝိတ်စားတွေကျွန်တော်ကိုဝင်းရောက်ပူကန်နေပြီဆိုတာကျွန်တော်သတိပြုမိလိုက်တယ်။ကျွန်တော်ကခလေးမလေးရဲ့နဖူးကို အသာအယာပုတ်လိုက်တယ်။ မွေကြိုက်ခံထားရတဲ့မဆိုးဆိုးသူရဲ့ခန္ဓာကိုယ်ထဲကမွေစိတ်မှန်သမျှမကောင်းသောအတိုက်အခိုက်အနှောက်အယှက်မှန်သမျှငါလဝါအောက်ကမိလိုပူပြီးလိုက်ခဲ့အဲ့ဒီလိုအမိန်ပေးလိုက်တယ်ပြီးတော့ခလိမာလေးရဲ့ခန္ဓာကိုယ်ကိုမထိပဲနဖူးကနေခြေပြထိအောင်အစိတ်တွေတတ်ချတယ်ခြေပြပဲရောက်တော့စစ်ကြဝလာတို့လွင့်စေတည်းလို့ပြောပြီးအစိတ်တွေကိုလွှင့်ပြလိုက်တယ်ဒီလိုဆက်လက်ငါးကလောက်အစိတ်တွေတတ်ချပြေးချိန်မှာ ခလိမာလေးစီကထွက်လာတဲ့အတန်တိုးတိုးလေးတခုကြားလိုက်ရတယ်ရေးပေးပါတဲ့ဝမ်းသာလိုက်တာဗျာကျွန်တော်နှလုံးခုံးတာတောင်းရက်တံသွားတယ်လို့ထင်မိလိုက်တယ်မဆိုးဆိုးသူရဲ့ဖခင်နဲ့ဦးကြီးဆိုရင်ဝမ်းသာလွန်းလို့မြေရီတောင်လဲလို့သတိရလာပြီလို့အားလုံးကိုအော်ပြောလိုက်တယ်အတုပလိုက်ပို့တဲ့လူအားလုံးကလည်းမိတဲ့ဂျိုးမဲ့ထင်းပုံပေါ်ကကျွန်တော်လုံးနေသမျှကိုမယုံမရဲ့စိတ်တွေနဲ့မျက်တောင်မခတ်တမ်းစောင့်ကြည့်နေကြတာဗျာ မဆိုးဆိုးသူသရိယာပြီလဲဆိုရထခုံကြတာပြုတန်တော်နဲ့ဝမ်းသာကုံကြတာပို့ကံအလျော်သွားပဲမဆိုးဆိုးသူမျက်လုံးဖွင့်ပြီးကြည်လာတယ်ကျွန်တော်အောက်ကလူတယောက်စီကဓာလှန် တောင်းလိုက်တယ်မဆိုးဆိုးသူရဲ့ခြေမလက်မတွေမှာချီနှောင်ထားတယ်ကျိုးအားလုံးကိုဖြတ်ပစ်လိုက်တယ်ခလေးမကိုထင်းမုံမောကားချပြီးအရေးကောင်းတဲ့နေရာတစ်ခုမှာနေစေတယ်ပြီးတာနဲ့ရွာပြန်ပြီးအုံနုနုတစ်ခိုင်ခုတ်ခိုင်းလိုက်တယ် တုတ်တန်တဲ့ရွာက နိုင်ဝဲခရီးဖြာ အသွားအပြန်တနားလောက်ကြာမှ အုံခိုင် ရောက်လာတယ်ကျွန်တော်ကအုံတီတွေထိတ်ဖွင်းပြီးတန်ပုံးနဲ့ကိုအုံရီတွေတွန်းထက်တယ်ကျွန်ုပ်သည်ချွင်းကျော်ထက်လန့်ပညာကြီးကို စေတနာရှင်ဆရာကြီးဥတန်ညွန်ထမ်းမှယူတဲ့အနေကစားပြီးနွားသားကျွဲသားများကိုဘဲတော့အခါမှသိလျက်နဲ့မစားမတော့ပါ ကားမပိုင်လင်းရှိမရကိုသိလျက်နဲ့ဘဲတော့အခါမှ မခိုးอยู่ပါမပေါင်းသိမ့်ပါ မူရဲ့စေတတ်သောသေးရေသေးရေထန်းရေဖီးယားတို့ကိုတိလျက်နှင့်အစေအပြတ်တောင်းမှဘဲတော်အခါမှမလိမ့်မကြံမတော်မဆပါဤသက်သာကျိုးပေါပါကချွင်ကြော်ထက်လန့်ပညာချက်တွေပျောက်ပြေးပြီးသေခြင်းစိုးအမျိုးမျိုးဖြင့်တွဲပွက်ပွက်အံ့၍သေရပါစေသေပြီးသည့်နောက်မှလည်းမဟာအဝိဇ္ဇငရဲ၌မကြွတန်းခံရပါစေဤသက်သာတရားမှန်ကန်ခဲ့သည်ရှိသောမဆိုးဆိုးသူမှအကြိုက်ခံထရသောအစိတ်မှန်သမျှ မကောင်းသောဘေးအန္တရာယ်စစ်မှန်းသမျှမြို့မုံများမကြံအောင်ပျောက်ကင်းစေသောအစိတ်ကြရေစင်းများဖြစ်ပါစေကျွန်တော်အဲ့ဒီလိုသစ္စာဆိုးလိုက်တယ်ပြီးတာနဲ့အုံရည်တွေတက်ကိုဘဲညာလက်ညှိုးတစ်ချောင်းထဲပြီးမှုေးလိုက်တယ်ဒီနေ့ကချွင်းကျော်အထက်ကိုင်းရဲ့စေးမွေနီးပုံစံမှာစေးမွေပြီးမှမဆိုးဆိုးသူကိုတိုက်လိုက်တယ်ခလိမာလေးကငါးရက်လုံးလုံးအစာရည်စာပြတ်ခဲ့တာဆိုတော့မက်ခွေသုံးလုံးစာလောက်ကိုတောက်တယ်ခဏနေတော့ စီးသွားခြင်းနဲ့ဝမ်းသွားခြင်းနဲ့ပြောလာတယ်။သွားတော့လဲမဲပုတ်ပုတ်အယောင်နေပြူ။ဒါဟာငွေစိတ်တွေပါသွားတဲ့လက္ခဏာပေါ့။စောစောကတွေးနေရတဲ့ကြက်ပြဝိုင်းလောက်အစိတ်ကွက်တွေအားလုံးလဲအဲ့ဒီအချိန်မှာယူပြက်လိုက်သလိုပျောက်သွားတယ်။တက်စာရဲ့တကူအဘစိတ်ဝိဇာတို့ရဲ့ပညာစွမ်းမယုံနိုင်လောက်တဲ့အမခန့်အစွမ်းမှာပဲ။မဆိုးဆိုးသူချက်ချင်းထူးထူးထောင်းထောင်းဖြစ်သွားတယ်။တုတ်တန်ကနေရွာပြန်တာတောင် ူကိုယ်တိုင်လမ်းချောက်ပြန်ခဲ့တယ်ဗျဒါမဖြစ်နိုင်ဘူးသိပြီးသားလူ အသက်ပြန်ရှင်လာတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးအောက်လန်းပညာနဲ့ဖုတ်သွင်းလိုက်တာပဲဖြစ်ရမယ်ဖုတ်တဲ့ရဲ့ဝိညာဉ်ဆိုရင်စားပြီးတောက်ပြတာနဲ့ပြန်ထွက်သွားမယ်အဲ့ဒီအချိန်ကောင်းမလေးပြန်သေးသွားမှာပဲဒီအောက်လန်းဆရာကိုမျက်ချိန်မပြတ်စောင့်ကြည့်နေကြလူတစု ပြောနေတဲ့စကားအတန်တွေကကျွန်တော်နားတဲ့ကိုစူးတယ်လို့ဝင်လာတယ်ကြားလိုက်တာနဲ့ ဒေါသကထောင်းကနေထားသွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်အသက်က26နှစ်ပဲချီးသေးတယ်အပြ။တုတ်ပြန်ခြင်းနဲ့စိတ်ကမြန်မြန်ဆန်းဆန်းရောင်းလာတယ်။ဒါ့အမဲ့ငါလုံးတဲ့အလုတ်ကမြင့်မြတ်တဲ့အထက်လန်းသရဝရီကိုကဲတင်းတဲ့အလုတ်လိုသတိရပြီးတိခံနေလိုက်တယ်။သူတို့မသိလို့နားမလဲလို့ပြောတာပဲဆိုပြီးတင်းမာနေတဲ့စိတ်ကိုဖြေချောလိုက်ရတယ်။ဖြစ်တာကဒီလိုပြ။တုတ်တန်းကပြန်လာအိမ်ရောက်တာနဲ့ မဆိုးဆိုးသူရဲ့ကိုခန္ဓာတဲ့ပြန့်နေတဲ့မွေစိတ်တွေကိုရိုးရာတိုင်းရင်နီးနဲ့ဆုပ်ယူရတယ်တွင်ဆုပ်တယ်လို့ခေါ်တာပေါ့မွေကိုက်ခံရတဲ့ထင်းရကိုစပလုံးတစ်ထောက်လောက်ခွဲလိုက်တယ်ပြီးတော့ရင်ွေပုတ်ပုတ်ဆူထဲမှာထဲ့ပြုတ်ထားတဲ့ပနယ်စလင်ဘလင်းကိုညှက်နဲ့ယူပြီးခွဲထားတဲ့အနာပေါ်မှောက်လိုက်တယ်ဘလင်းကအယံပုံနဲ့တော့အသားကိုမလောင်ရအောင်အနာဝအနီးမှာရေးနေနဲ့ခြာပစ်ရတယ်အနာကိုဘလင်းဝါအုပ်လိုက်ထားနေတယ် အနာတက်ကသွေးတွေအစိတ်တွေအလိုလိုစိမ့်ထွက်လာတယ်။ဒီနေ့ကအစိတ်ကိုစုပ်ထုတ်တဲ့တန်းရဲနေ့လေးဘနယ်စလင်ဘလင်းနဲ့24လုံးစိုးအပ်ပြီးမှသမိထမင်းစားတယ်။စားလို့ရလားလို့မေးတယ်။သမိစားခြင်းတလောက်ထမင်းသွားခုခုပြင်မစားနဲ့အောင်ဆရာစီယူလာခဲ့လို့ကျွန်တော်ကပြောလိုက်တယ်။ခလေးမကထမင်းမစားရတာကြားပြီလေ။စားခြင်းနဲ့အာတိတကလည်းပြင်းထန်နေမှာပေါ့။ ခုလာတဲ့ထမင်းတွေကမနှဲဘူးတခြားသူတွေလည်းအံ့ဩသွားတယ်ကျွန်တော်ကတော့ထမင်းတွေကြည့်ပြီးပြုံးလိုက်မိသေးတယ်ထမင်းပကန်းထဲမှာဟင်းတွေလည်းပုံပြီးသားထမင်းနဲ့ဟင်းတွေကိုကျွန်တော်ကဝဲရလက်ညှိုးနှစ်ချောင်းနဲ့တပြိုင်နဲ့မှုေတယ်မှုေနေရင်နဲ့ပုံရည်တိုက်တုံးကလိုပဲတက်စာဆိုတယ်အစိတ်တင်းနဲ့မကောင်းသောဘဲတို့ကအန်ဒီယက်စ်မှန်သမျှမြူးမုံမြမကြံရအောင်ပျောက်ကင်းစေသော ဆွေးတမင်းဆေးဟင်းများဖြစ်ပါစေလို့တက်စာပြုလိုက်တယ်။ပြီးတော့မှထမင်းကို စားစေတယ်။ခလေးမကလည်းထမင်းတွေကိုကုံအောင်စားနိုင်တယ်။ထမင်းစားပြီးတော့သမီးအိတ်ချင်လို့ပါ အိတ်ခွင်ပေးပါလို့ပြောပြီးအိတ်ပြောသွားတယ်။ဒါကြောင့်နားမလည်တဲ့လူတချို့ကပြောကြတာဖုတ်တစေသွင်းထားလို့သာသေးပြီးသားလူက ပြန်ထလာတာထမင်းနဲ့ဟင်းတွေကိုလည်းမယုံနိုင်အောင်အများကြီးစားတယ် စားပြီတာနဲ့ပြန်အိပ်သွားတယ်ဖုတ်တစေပြန်ထွက်သွားရင်စိုးစိုးသူပြန်သေးသွားလိမ့်မယ်လို့သူတို့ကထင်နေကြတယ်မစိုးစိုးသူရဲ့မိဘတွေတောင်းမှန်လို့ကျွန်တော်အဲ့ဒီအိမ်မှာပဲညအိတ်တဲခိုလိုက်ရတယ်ခလိမာကလည်းစားရကြတဲ့ကတညာအလုံးတကြီးမှမနှိုးတော့ဘူးတချို့ကပြန်သေးသွားတာလားဆိုပြီးအနိကကြည်ကြသေးတယ်တကယ်တော့မဆိုးဆိုးသူဟာသေပြီလို့တတ်မှတ်ခံထားရတယ်ငါးရက်တိုင်းတိုင်း ပြင်းထန်တဲ့မွေစိတ်ကြောင့်မေးမျောသွားခဲ့တာပါ အိတ်ပြောနရာနဲ့မေးမျောတာမတူပါဘူးအိတ်ပြောနရာကနာယူခြင်းတမျိုးဖြစ်ပြီးမေးမျောနေချိန်မှာသူမရဲ့ဝိညာဉ်ဟာပင်ပင်ပန်းပန်းသွာလာလှုပ်ရှားနေရပါလေကျွန်တော်စပိတ်ကိုထိတ်မနိုင်သိမ့်မနိုင်ဖြစ်ဒါလမ်းမကြီးဘောကနေထိုးစင်းလက်ကွင်းနေဖြတ်ကံသိမ့်နေကြောပြီးတုတ်တန်နဲ့ဝင်လာတာကို သူမြင်နေရတဲ့အကြောင်းကျွန်တော်စပိတ်နောက်က ဝက်ဖြူစင်ကြဲနဲ့အဖို့အတူကတွန်းပို့ပေးနေကြောင်းကျွန်တော်ကိုမြ мян လာပါလို့သူမကခေါ်နေပေမဲ့ကျွန်တော်ကမကြတဲ့အကြောင်းသတိလေမေးမြောနေခြင်းကဝိညာဉ်ဘဝနဲ့သူမမြင်တွေ့ခဲ့တဲ့အရာတွေကိုမဆိုးဆိုးသူသတိပြန်ကောင်းလာတဲ့အချိန်မှာကျွန်တော်ကိုပြောပြခဲ့ပါတယ်မဆိုးဆိုးသူဟာဘိုးစင်စင်လေးမှအိယာကနိုးထလာခဲ့တယ်အဲ့ဒီအချိန်မှာပဂရိကြည်လင်ဝင်းပါတဲ့မျက်နှာနဲ့ လန်းလန်းဆန်းဆန်းဖြစ်သွားပြီမြက်ကွင်းညိုမဲတာတွေလည်းပျောက်ပြီတကယ်လူကောင်းပဂရိဖြစ်သွားတယ်အဲ့ဒီတော့မှသူမရဲ့မိဘတွေဆွေမျိုးမိသင်ကားတွေအားလုံးစိတ်ချလက်ချပျော်နိုင်ကြပါတော့တယ်မဆိုးဆိုးသူကဆရာပေးတဲ့အသက်ပဲရှိပါတော့တယ်လို့ပြောပြီးကျွန်တော်ကိုလျှောက်ချီကတော့ချတယ်သူမဝက်စင်းနဲ့ခြေနှက်တရံချွေလက်စော့တကွင်းချွေလက်ကောက်တကွင်းချွေဆွဲကြိုးတကုံးနဲ့ ငွေ9000ကိုလည်းထဲကြော့ပါတယ်ကျွန်တော်ကကြော့ခံပြီးလက်ဝဲလက်စားတွေကို ပြန်စွန်ပေးတယ်ချွေတဲ့ပစ္စည်းတွေလက်မခံတဲ့အတွက်မဆိုးဆိုးသူရော သူ့မိဘတွေရောစိတ်မကောင်းကြဘူးကျွန်တော်တိုင်းရင်းစေးပညာလေးလာသင်ယူခဲ့တာချွေရင်ကျော်ထက်လန့်ပညာကိုယူခဲ့တာဟာဥစ္စာပစ္စည်းလိုခြင်းလို့မဟုတ်ပါဘူးခုနှစ်ရဲ့သားသမီးတွေကိုကဲတင်ခွင့်ရခြင်းလို့ပါကဲတင်ခွင့်ရတာပဲဝမ်းသာလှပါပြီ။ အဲ့ဒီလိုပြောပြီးငွေကိုပဲလက်ခံယူခဲ့တယ်။ဒီအဖြစ်ပြက်ကလုံးခဲ့တဲ့အနှစ်20လောက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။မဆိုးဆိုးသူဟာအခုအချိန်ထိဟင်းသရမြို့မှာတစ်ချီထင်းချရှိနေတုံးပါ။အိမ်တောင်ကြားပြီးတန်းနှစ်ယောက်နဲ့သမီးလေးတစ်ယောက်တောင်ရှားနေပါပြီ။ဆရာဦးဇော်လွင်ရဲ့ထူးထူးခြားခြားကိုတွေ့သေးပါပြန်မဆိုးဆိုးသူဖြစ်အမှန်ဇလန်းလေးကဒီနေရာမှာပဲအဆုံးသက်သွားခဲ့ပါပြီ။ ။စာရေးသူနဲ့သူတို့အဖွဲ့ကတော့ဆရာပွင့်ရဲ့ဟောကမ်းထဲမှာပဲတက်တန်းကုံ၍သေခြင်း၊ကံအစွမ်းကုံ၍သေခြင်း၊အသက်နဲ့ကံနှစ်ခုစလုံးကုံ၍သေခြင်း၊ကံတစ်ပါးကတက်ဖြတ်၍သေရခြင်းဆိုတဲ့တရဝါတို့ရဲ့သေခြင်းအကြောင်းတရား၄ပါးကိုဆက်လက်ပြီးဆွေးနွေးဖြစ်ခဲ့ကြပါတယ်။သေခြင်း တရားတွေနဲ့မဆိုးဆိုးသူရဲ့အဖြစ်ကိုချင်းတွဲပြီးစဉ်းစားကြည့်ခဲ့ကြတယ်။အဲ့ဒီအချိန်ကမဆိုးဆိုးသူရဲ့အသက်ကဆက်ချင်းနဲ့သာရှိသေးတဲ့အတွက် လူတတန်မကုံသေးပါဘူးမွေးစို့အကိုက်ခမ်းရတာသေးပြည့်အထင်းနဲ့မိသူကြိုတော့မယ်အထိရောက်ခဲ့တာကအတိတ်ကမကောင်းတဲ့အကြောင်းကံတစ်ခုခုရဲ့အကျိုးဆဲလို့တတ်မှတ်ရပါမယ်ဒီအချိန်နေ့ထိဖြစ်ပြီးမှမမြင်ရတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတွေကဆရာဦးစော်လွင်ကိုဆေးလို့ပြီးကဲတင်ဈေးခဲ့ပြန်နေဒီအချင်းညာတွေက မဆိုးဆိုးသူဟာ လူတတန်မကုံသေးသလိုကမ်းလဲမပြတ်သေးဘူးဆိုတာပြနေပါတယ် ဆရာဦးစိုးလွင်ပြောခဲ့တဲ့စကားတွေထဲမှာ မဆိုးဆိုးသူဟာဗုဒ္ဓဘာသာဝင်ဖြစ်ပြီးဘာသာတရားကိုင်းချိုင်းသူသီလဆောင်ထိန်သူ အလူဒါနဝါသနာထုံးသူဆိုတဲ့အချက်တွေလည်းပါရှိတယ်။မွေးစိုးကိုင်းခံရလို့မသေးပဲမိတ္တကြိုခံရပြီးသေတော့မဲ့ဆဲတဲ့အချိန်မှာအသက်ကယ်မဲ့သူရောက်လာခဲ့တယ်။ဒီအကြောင်းအချင်းညာကတန်တရာမှာပြုခဲ့တဲ့ကုသိုလ်တစ်ခုခုကြံရင်ကြံအတိတ်ကံမကြံရင်လည်းယခုလက်ရှိဘဝမှာပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကံတွေကထောက်ပံ့ကူညီလိုပဲဖြစ်ရပါမယ်။စာရေးသူတို့ဆွေးနွေးပြောဆိုနေချိန်မှာပဲအမျိုးသမီးနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်ဆရာပွင့်ရဲ့ဗရင်ဟောကနဲ့ဝင်လာကြတယ်။စာရေးသူတို့လည်းအလိုက်တသိနဲ့အပြင်ထွက်ခဲ့ကြတယ်။ဆရာဦးစော်လွင်ကခုနှစ်ရဲ့သားသမီးတွေကိုကဲတင်းဖို့တောင်ငူထန်းတပင်ပဲခီးထွက်မဲ့ပြောပြီးထွက်ခွာသွားတယ်။စာရေးသူကတော့ချွေးပြည်သားမျိုးနယ်က ်မိမိရဲ့နေအိမ်ကိုပဲပြန်လာခဲ့ပါတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ